ဝဝွန်ကငားရီများကြီးဖန်နေတာကိုမြေခွေးကတွေ့တော့မနာလိုဖြစ်ပြီးငားစားကျင်တာမို့တင့်ပင်မော်တက်ကတိုက်ခိုင်းတစ်ခုကိုချိုးလိုက်ပြီးဝဝွန်ဘီနာဖန်ကငားဖန်းတလူဟန်ဆောင်ပါတယ်ဝဝွန်ငားဖန်နေတော့ငားတကောက်ငားများကြီးကလွတ်ပြီးခုံထွက်သွားတယ်ဝဝွန်ကခုံထွက်သွားတဲ့ငားကိုတွားကောက်နေတော့မြေခွေးကဝဝွန်ဖန်ထားတဲ့ငားကိုသူ့ငားများကြီးမှချိလိုက်ပြီးရေကန်ထဲပစ်ချလိုက်တယ် ဝမ်းဝမ်းပြန်လာတော့ငါးတကောင်ပြောက်သွားတော့မြေခွေးယူသွားတဲ့အချိန်ပြီးလှမ်းကြည့်လိုက်တော့မြေခွေးကဘာမှမဖြစ်သလိုတချင်းဟန်ဆောင်ဆိုနေပါလေခဏနေတော့မြေခွေးကငါးများချိတ်ကိုအပေါ်ဆွဲတင်လိုက်တော့ရလာတဲ့ငါးကဝမ်းဝမ်းဖန်ထားတဲ့ငါးနဲ့တပုံစံနေပါပဲမြေခွေးကဖမ်းမိလာတဲ့ငါးကိုချက်ချင်းပစက်တဲ့ကောက်ထည့်ပြီးစားလိုက်ပါလေမြေခွေးကငါးများတုတ်ကိုလွတ်ပြစ်လိုက်တော့ကျိုးမငါးများချိတ်မရှိတာကိုဝမ်းဝမ်းတွေ့သွားတော့သူ့ငါးကိုခူရာမြေခွေးဆိုတာတီးသွားပြီးလိုက်ရိုက်ပါလေ မြေခွေလည်းအားကုန်တုံးပြီးပြေကဝဝုံကိုပုံနေလိုက်ပါတယ်။မြေခွေက9000ကောင်စားရတာနဲ့ဘိုင်မောဟာဒီပဲကန်းစံနာသွားပြီးဝဝုံရဲ့ငါးတွေကိုထတ်စားပါတယ်။ဝဝုံလည်းငါးတွေကိုစားနေတဲ့မြေခွေကိုတွေ့တော့တက်ဖိချလိုက်တယ်။မြေကြီးထဲနေဝင်သွားတဲ့မြေခွေကိုဆွဲထုတ်ပြီးပေပြန်ညာပြန်ကင်ပေါက်ပြီးတိပင်းပေါ်မှာချိတ်ဆွဲထားလိုက်ပါတယ်။မြေခွေကလည်းအသက်ပြင်းပါတယ်။အခုချိန်ထိမသေးသေးပါဘူး။တိပင်းပေါ်ကနေခုံချလိုက်တော့ခြေထောက်နဲ့တိတ်ကိုင်းနဲ့ညက်ပြီးထွက်လို့မရပါဘူး။ ဝုံဝုံဟိုဘကန်ကူးသွားတာတွေ့တော့ဆိုတဲ့အကြံဉာဏ်ခေါင်းထဲမှာပေါ်လာပါလေဝုံဝုံဖြတ်ကူးသွားတဲ့တကိုင်းအကောင်နဲ့တကိုင်းအစုပ်ကိုလဲလိုက်မယ်ဆိုရင်တော့ဝုံဝုံပြန်လာရင်တကိုင်းကြိုပြီးပြုတ်ကျသွားတဲ့ပုံကိုမြင်အောင်ပြီးပျော်နေပါလေတကိုင်းစုပ်ပြောင်းပြီးတော့မြေခွေးကဝုံဝုံရှိတဲ့နေရာသွားပြီးဝုံဝုံအိမ်တွေကငါးရွေအကုန်ခိုးပြီးထွက်ပြေးပါတော့လေထွက်မပြေးခင်ဝုံဝုံတီအောင်လို့ကြောက်တုံးနဲ့ပြစ်ပြီးအချက်ပေးလိုက်ပါသေးတယ်ဝုံဝုံကကြောက်တုံးတန်ကြတော့အိမ်ထဲပြေးကြည့်တော့ငါးရွေအကုန်ခိုးခံလိုက်ရတာတွေ့သွားပါတော့လေအပြင်ထွက်ကြည့်တော့ငါးရွေတဲပြီးပြီးသွားတဲ့မြေခွေးကိုတွေ့တော့အနောက်ကနေအတကုံပြေးလိုက်ပါတယ် မြေခွေးကတော့ငါးရွေစာရင်ပြည်နေပါတယ်တပကံကူးကန်ဒီနာရောက်တော့မြေခွေးကငါးရွေအများကြီးတည်လာတော့အလေးချိန်များပြီးတကိုင်းစုပ်ကမခံနိုင်တော့ပါဘူးတကိုင်းစုပ်မခံနိုင်မှန်းသိတော့ရှေ့ဆက်မတိုးပဲအနောက်ပြန်ဆုံလိုက်ပြီမဲဝဝွန်ကလည်းအနောက်ကနေလိုက်လာတော့ရွေးချယ်စရာမရှိပဲရှေ့ဆက်တိုးပါတော့တယ်တကိုင်းပေါ်မှာခလုတ်တိုက်ပြီးချော်လေတော့တကိုင်းကအလေးထက်မခံနိုင်တော့ပဲကြိုကြပြီးမြေခွေးလည်းကန့်ဆိုးစွာနဲ့သူ့လုံထားတဲ့အကူတို့နဲ့အတူရေကန်ထဲပြုတ်ကျသွားပါတော့တယ်ဝက်ကလေးကအလုံးမတက်ချင်တော့မြက်ခင်းပေါ်မှာပဲလဲပြီးအပြင်းကြီးနေပါတယ် ဘိုက်စာရင်မျက်ချောက်တွေထစားပြီးတော့ရေစာရင်ရေကန်ထဲခုန်ဆင်းပြီးရေတောက်ကရေပါတစ်ခါလေးချိုပါလေပြင်းလာတဲ့အခါကြက်ကလေးတွေနဲ့သွားစော်ပြီးတကူလုံးကက်ခဲလာရင်တော့အနာယူကကြက်ကလေးတွေတောင်သူ့ကိုတနာရပါလေအနာယူပြီးရင်တော့ခုံပေါက်ပြေးလွားပြီးအိမ်ပြန်ပါလေဒီနေ့မှာတော့တငယ်ချင်းတရိတ်ဆန်အုပ်စုအကုန်စုဝေးပြီးပိုကောင်းတဲ့ဘွားမှာနေထိုင်ရဖို့စူးစမ်းကြဖို့အစီအွေလုပ်ကြပါလေစူးစမ်းတဲ့နွားလေးကတော့နေတိုင်းလေခွင်းထဲမှာထွန်ရက်တဲ့မြင်းလေးကတော့မြင်လဲနဲ့လိုအပ်တဲ့ပစ္စည်းတွေအကုန်သေးပြီးကြောင်လေးကတော့မီးဖို့ဆောင်ဆောက်ကခွေးလေးကတော့ခွေးပေါက်စလေးတွေကိုပြအောင်သင်ပေးပြီး ကြက်လေးတွေကတော့ကြက်ဥဥပြီးကြက်ပေါက်စာလေးတွေမူပါတယ်ဝဲလေးကတော့ဘာလုံးမမလုပ်ဘဲပြင်ရီကနေတိုင်းတဲဆုပ်ထဲမှာပဲအိတ်လိုက်စားလိုက်လုံတွေကတခြားတရိတ်ဆန်လေးတွေအလုတ်ကျိုးစားနေတာကိုလည်းလိုင်းနောက်ရှာပါတယ်။နောက်ရက်မှာတော့ဝဲလေးကခြံထဲကအစားအစာတွေကိုကိုးစားနေတော့ကြောင်လေးတွေခွေးလေးတွေမိသွားတော့ကိုးစားတဲ့ပုံစံမဟုတ်သလိုဟန်ဆောင်ပါတယ်။မိဖို့ကြောင်ထဲမှာတော့ကြွက်တွေအစားအသောက်တွေခိုးယူနေတဲ့အတန်ကြာတော့ကြောင်လေးပြေးသွားပြီးတခိုးကြွက်တွေကိုနှိမ်နေပါတယ်။ တဖက်မှာတော့မြေခွေကကြက်လေးတွေရှိတဲ့နေရာလာပြီးကြက်မေကြီးမရှိတော့ကြက်ပေါက်စလေးကိုကင်ပြီးထွက်ပြေးဖို့လုပ်တော့ခွေးလေးပြေးလာတာမြင်တော့ကြက်ပေါက်လေးကိုလွှတ်ချပြီးတော့ထွက်ပြေးပါတော့တယ်ဝက်လေးကတော့မြေခွေးကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးပါတယ်ခွေးလေးကမြေခွေးစီအမြန်ပြေးလာပြီးတော့နှိမ့်နှိမ့်လိုက်တော့တယ်ဝက်လေးကြောက်လန့်တကြားတိုင်မော်တက်ပြေးတာကိုတရိဆန်နေအကုန်ရေနေကြပါတယ်ဝက်လေးကခြံထဲကအစားအစာတွေခိုးစားတာကိုဝင်ခံလိုက်တော့တယ်မြင်းလေးနဲ့နွားလေးကတော့နေတိုင်းလှုပ်ကြိုးစားပြီးတငယ်ချင်းတွေရဲ့လေစာမှုကိုခံရတယ် ဝက်လေးကတော့စူးစမ်းနေတဲ့မြင်းလေးနဲ့နွားလေးကိုတွေ့ပြီးမယ်တစက်လေးမှစူးစမ်းခြင်းစိတ်မရှိပါဘူးညရောက်တော့လဲစကားပြောဝိုင်းမှာအခက်ခဲကြုံလာရင်ဘာမှလုပ်စရာမလိုဘူးသူ့ဘာသာအဆင်ပြေသွားမယ်ပြောတော့တခြားတရိတ်ဆန်တွေအကုန်လုံးကတုံးစားမရတဲ့ဝက်လေးကိုခြံထဲကနေနှင်ထုတ်လိုက်ကြတော့ဝက်ကလေးလေးနေစရာနေရာမရှိတော့ငိုပါတော့တယ်